ဒုတိယကမ္ဘာစစ်ပြီး1948မှာအမျိုးသားအားလက်ရဲ့ဥပဒေကိုပြဋ္ဌာန်းပေးခဲ့ပါတယ်။အဲ့ဒီတည်းကပိတ်ရက်ကာလတစ်ခုမှာဆိုရင်ရုပ်ရှင်ယုံတွေမှာလူတွေကြိတ်ကြိတ်တိုးစီကားနေတတ်တာကိုသတိထားမိသွားပါတယ်။ဒါကြောင့်ပဲရေဒီယိုအများဆုံးနားထောင်သူတွေရှိတဲ့ Goran တိုင်းကိုအစွဲပြုပြီး April လကုန်နဲ့ May လဆန်းကာလကိုတော့ Goran Week ဆိုပြီးစတင်ခေါ်ခဲ့ပါတယ်။ဒီကာလကိုပိတ်ရက်ရှင်ဖြစ်စေတာကတော့ယိုဝါဒေး ဖွဲ့စည်းပုံအခြေခံဥပဒေအောင်းမေ့ပုံနဲ့ဇိုင်းလန်းဆိုပြီးနေ့ကလေးများနေ့စတဲ့ရက်တွေဟာဒီရက်တရပတ်ထင်မှာပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ဒီပိတ်ရက်ကာလဟာဂျပန်နိုင်ငံရဲ့ရက်ရှိပိတ်ရက်ကာလတွေထဲကတစ်ခုဖြစ်ပြီးအလုပ်ဌာနတော်တော်များများပိတ်ထားပြီးပြည်တွင်းပြပခီးပပန်းဖြေသူတွေရှိသလိုထင်ရှားတဲ့နေရာတွေမှာဆိုရင်လည်းလူစီကားနေတတ်တာကြောင့်တဲခိုနေထိုင်တဲ့ဒေးကြီးသူတို့လေရင်ယထား ကားလက်မှတ်စရာတွေဝယ်ယူဖို့ခက်ခဲနိုင်တာကြောင့်ဂျိုတင်ဝယ်ယူထားတဲ့ခီးသွွားကာလလည်းဖြစ်ပါတယ်